ရုရှားစစ်မင်းကြီးတွေကိုလက်ဖြားနဲ့တောင်မထီဖို့နေတိုးကိုရုရှားကသတိပေးနေပါတယ်။ရုရှားစစ်မင်းကြီးဒဇင်ကိုပစ်ချလိုက်တဲ့နေတိုးခုနိုင်ငံတိုင်းကရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့စတင်လိုက်တာပဲလို့ပြင်သစ်နိုင်ငံဆိုင်ရာရုရှားတန်မကြီးကထုတ်ဖော်ပြောဆိုပါတယ်။ရုရှားစစ်မင်းကြီးဒဇင်ဟာသူ့ရဲ့လူပိုင်နဲ့တဲ့ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ပြီးကြတဲ့ရက်ပိုင်းကအက်စတိုးနီးယားနိုင်ငံကဆွဆွဲပြောဆိုပါတယ်။ဒါပြင်နေတို့ခုနိုင်ငံတွေဟာရုရှားစစ်လေကိုပြစ်ချတဲ့နယ်လို့အက်စတိုးနီးယားဆိုရကအကြံပြုပါတယ်။ ရုရှားဘက်ကပြစ်လိုက်တဲ့ drone တွေဟာသူတို့ရဲ့လေပိုင်းနဲ့တဲ့ချိုးဖောက်ဝင်ရောက်လာခဲ့တယ်လို့ပိုလန်စစ်ရကပြီးခဲ့တဲ့သတင်းကဆွဆွဲမှုပါတယ်။ဒါပေမဲ့ Estonia နဲ့ပိုလန်တို့ဆွဆွဲပြောဆိုကြအလုံးကိုရုရှားကညှင်းဆန်ထားပါတယ်။မီတိုဖောက်နိုင်ငံကရုရှားစစ်လေနေကိုပြစ်ချနိုင်တယ်လို့တမန်ထရန့်ကထောက်ဖို့ပြောဆိုပြီးနောက်ရပိုင်းကြမှာရုရှားဘက်ကပြောဆိုချက်တွေထွက်ပေါ်လာတာပါ။ရုရှားစစ်လေရင်ကဒဇင်းစင်းကိုနေတော့ဘက်ကပြစ်ချလိုက်တာနဲ့ဒါဟာစစ်ပွဲလို့ဆိုလိုတာပဲဖြစ်ပါလေ ကျွန်တော်တို့ရဲ့လေပန်းနဲ့ကိုလေတိုးဖွင့်စလင်းလေးချိုးဖောက်ဝင်ရောက်လာတာမျိုးတွေရှိမှုပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကဒဇင်းမှမပစ်ချဘူးပါဘူးပစ်ချကြည့်လိုက်ပါဆိုပြီးတော့ချိန်ချောက်သွားပါတယ်ပြင်သစ်နိုင်ငံကလည်းဥရောပလင်ကြောင်းပိုင်နေထံကိုရုရှားလေရင်ချိုးဖောက်ပြန်သန်းလာရင်ပစ်ချဖို့မိမိတို့အနေနဲ့မငင်းပယ်ဘူးလို့ပြောထားပါတယ်ရုရှားတပ်ရင်းဒဇင်းကဥရောပလင်ကြောင်းပိုင်နေတဲ့ချိုးဖောက်ပြန်သန်းလာရင်တော့ပစ်ချရမယ်လို့ပြင်သစ်နိုင်ငံမက်ခရွန်ကလည်းပြောထားပါတယ် ဂျာမီတို့ဖရန်ဖတ်တာနေ့စဉ်သတင်းစာရဲ့အင်တာဗျူးမှာသတင်းတော့ကပြည်သမ္မတကိုတကယ်လို့ခွင့်ပြုချက်မရှိဘဲဥရောပလိမ္မာနဲ့ဝန်လာတဲ့ရုရှားတိုက်လေရင်ကိုပြစ်ချဖို့သဘောတူပါလားလို့မေးမြန်းခဲ့တယ်ဆိုပါတယ်။အဲမှာသမ္မတကမဟာဗျူဟာမြောက်မသေးချာမြင်ရမှုသဘောတရားအရပြောရင်ဘာကူမှငင်းပယ်ထားတာမျိုးမရှိဘူးလို့ကျွန်တော်ပြောနိုင်ကြောင်းဆိုပါတယ်။ရုရှား drone တွေဟာနေတိုးခွင့်နိုင်ငံတွေဖြစ်တဲ့ပိုလန်နဲ့ရူမေးနီးယားတို့ရဲ့ဝင်ဟင်ပိုင်နယ်ထဲကျူးကျော်ဝင်ရောက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေထွက်ပြီးနောက် ပြီးခဲ့တဲ့သတင်းဘက်ကလည်းမက်ခရွန်ကမော်စကိုဘက်ကနောက်ထပ်ရင်ဆတာမျိုးရှိရင်နေတိုရဲ့တုံ့ပြန်မှုကတဆင့်တက်ကားလိမ့်မယ်လို့မှတ်ချက်ပေးပါတယ်။ပြီးခဲ့တဲ့စနေမာလမှာရုရှားဟာသူ့အိမ်မီချင်းယူကရိန်းရှိခြေကန်ဆောင်နေတိုက်ခိုက်စဉ်တွင်မိမိတို့နိုင်ငံရဲ့ဝေဟင်ပိုင်းနဲ့ထဲဒရုန်းတစ်စင်းကချိုးဖောက်ပြန်တမ်းခဲ့တယ်လို့ရူမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။ မော်စကိုဘက်ကယူကရိန်းကိုအင်အားလုံးနဲ့တိုက်ခိုက်ခြင်းမှာကျွန်တော်တို့လေကြောင်းပိုင်တွေကျူးကျော်ပြန်လာတဲ့ရုရှားဒရုန်းတွေကိုတံပြန်ပစ်ချခဲ့တယ်လို့ဒေတိုဖော့ရဲ့ပိုလန်ဆိုရကလည်းပြောထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အမေရိကန်မျိုးကြီးတွေကိုလက်နက်ကင်တပ်ဖွဲ့များအတွက်လက်ကျင့်အကွင့်ဖြစ်တော်မူဖို့တမန်ထရန်ကစစ်ဘုတ်ချုပ်တွေကိုပြောခဲ့ပါတယ်။ပြည်တွင်းကျူးကျော်မှုကိုတိုက်ဖျက်ဖို့အမေရိကန်စစ်ရေးအင်အားလိုအပ်ကြောင်းဆိုပါတယ်။စစ်ဘက်ခေါင်းဆောင်တွေကိုဗာဂျီးနီးယားပြည်နယ်မှာရုတ်တရက်ခေါ်ခဲ့တဲ့အစည်းအဝေးမှာ သမ္မတကပြည်တွင်းရေးကိစ္စတွေမှာစစ်တပ်ခန့်ခန့်နဲ့လည်းပတ်သက်ပြီးအင်အားပြပုံစံနဲ့တခါတည်းကစံနှုန်းတွေကိုချိုးဖျက်ဖို့သူ့အမြင်ကိုပြောပါတယ်။အဲ့ဒီအစည်းအဝေးမှာကာကွယ်ရေးကြီးပေဟာစကအမေရိကန်ရဲ့လူမျိုးရေးနိုင်ငံရေးလူမျိုးရေးဆိုင်ရာ တရားချင်းမတရားချင်းဂယုဆိုင်ချင်းစဉ်းစားချင်းအနေထားကိုရပ်ပြမှုနဲ့တပ်ဖွဲ့ဝင်တွေအတွက်ရုပ်ပန်းဆိုင်အခြေအနေနဲ့ပတ်သက်ပြီးကြောင်းမမခွဲခြားတဲ့အမျိုးသားတွေရဲ့ပါဝင်မှုပမာဏစံနှုန်းသတ်မှတ်ချက်နဲ့ဆိုင်တဲ့ညွှန်ကြားချက်အသစ်တွေကိုကြေညာပါတယ်စစ်တပ်ရဲ့လောက်ပိုင်ခွင့်တွေတင်းကျပ်ခံထားကြောင်းလည်းခုချင်းကပုံအတွက်ကိုမကြရင်တော့စစ်ဘက်ကောင်းဆောင်တွေအနေနဲ့ဂုံတိတ်ခါရှိရှိနှုတ်ထွက်တဲ့လို့ပြီးဟာဆက်ကဆိုပါတယ်ဒါအပြင်ထရန့်က ဒီအန်ဒီရဲ့များတဲ့မြို့ကြီးချို့ကိုကျွန်တော်တို့ရဲ့စစ်တပ်အတွက်လေ့ကျင့်ရေးကွင်းနေဖြစ်သုံးပြုတင်ပါတယ်ကျွန်တော်တို့ဟာအတွင်းပိုင်းကနေကျူးကျော်ခံနေရတာပါပြည်ပရန်သူနဲ့မချားနာပေမဲ့အများကြီးပိုခတ်ပါတယ်ဘာလို့လဲသူတို့ကယူနီဖောင်းဝတ်မထားဘူးလို့ပြောပါတယ်ထရန်နေနဲ့သူ့ရဲ့ပြလုံးတွေနဲ့ဝါကြောင်းမှုတွေကိုရီမောပြီးလက်ခုပ်ဒီအားပေးတဲ့စုံရယ်နဲ့ထောက်ခံမှုပရိသတ်တွေနဲ့ကျင်သားရနေပေမဲ့အခုစီးပွားကိုတက်ရောက်လာတဲ့စစ်ပဆိုင်ခေါင်းဆောင်တွေကတော့တီမီနေနဲ့ထံပေါ်ဝန်းကျင်နေပါတယ် ခံကသူမိန်ကုန်းဆောင်မှာစစ်ဘုတ်ချုပ်တွေကိုဆန္ဒရှိသူတွေလက်ခုပ်တီးဖို့တိုက်တွန်းပါတယ်ဒါပေမဲ့စစ်ဘုတ်ချုပ်တွေကလက်ခုပ်တီးခြင်းလည်းမရှိပါဘူးကျွန်တော်ပြောတာကိုမကြိုက်ရင်ခင်ဗျားတို့ဒီခန်းထဲကထွက်သွားနိုင်တယ်ဒါဆိုရင်ခင်ဗျားတို့ရဲ့ယာရုနဲ့အနာဂတ်ကမသေးကြတော့ဘူးလို့ပြောပါတယ်နောက်ထပ်သင်ဖို့ပြောချင်ပါတယ်အီရန်နိုင်ငံပေါ်ပိတ်ဆို့ရေးမှုတွေအားလုံးပြန်သက်ဝင်လာပြီလို့ကုလောက်နဲ့ EU ကတီးပြပါတယ်အီရန်ပေါ်ပိတ်ဆို့ရေးမှုတွေပြန်သက်ဝင်လာကြောင်းကုလသမဂ္ဂကတရားဝင်ကြေညာပါတယ် လုံခြုံရေးကောင်စီစုံမြတ်ချက်အမှန်2231ကိုကျေတုံးခဲ့တဲ့ပုံစံအတိုင်းဒီအီရန်ပေါ်ပြန်ပြီးတော့အရေးယူမှုအလုံးကိုပြန်ကျင့်သုံးမယ်လို့ကုလသမဂ္ဂတွင်မှုချုပ်ဂူဒရက်စ်ကဆိုပါတယ်။စုံမြတ်ချက်ဒီအရာလုံခြုံရေးကောင်စီကထိန်းသိမ်းထားတဲ့ပိတ်ဆို့အရေးယူမှုစီးရင်မှာဒီစုံမြတ်ချက်အရာဆိုရင်လုံခြုံရေးကောင်စီကပိတ်ဆို့အရေးယူမှုစီးရင်မှာလူပုဂ္ဂိုလ်43ဦးနဲ့စုံမြတ်ချက်ကိုမချမှတ်မီ အစိုးရပြုစုတဲ့အဖွဲ့အစည်း88ခုပါတယ်လို့မှတ်ချက်မှာဖော်ပြထားပါတယ်။အဲဒါမှာကုလလုံခြုံရေးကောင်စီရဲ့ပေါင်းစည်းထားတဲ့ပိတ်ဆို့ရေးဦးစီးမှာပြန်လည်ထည့်သွင်းတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဖော်ပြထားပါတယ်။ပြီးခဲ့တဲ့လကကုလရဲ့ပိတ်ဆို့မှုကိုချိုးဖောက်တယ်လို့ယူဆရင်2005နျူကလ িয়ার သဘောတူညီချက်ချိုးဖောက်တယ်လို့ယူဆရင်ရက်30အတွင်းကုလသမဂ္ဂပိတ်ဆို့မှုကိုပြန်လည်ချမှတ်စေနိုင်မယ်။နောက်ကြောင်ပြန်လည်မှုရန်ရာကျင့်သုံးဖို့ပြင်သစ်ပြတဲ့ဂျာမနီတို့ကတရားဝင်တောင်းဆိုထားတာဖြစ်ပါတယ်။ ဒီရန်ပေါ်တင်ကြတဲ့ရည်ရွယ်မှုတွေစတိုက်ပြန်တက်ဝင်လာပြီးတော့ဥရောပကောင်စီကလည်းကြေညာပါတယ်2015ခုနှစ်မှာအီရန်နျူကလ িয়ার သဘောတူညီချက်အသက်ဝင်မှုနဲ့တူပိတ်ဆို့မှုတွေဆိုင်းရထားတာဖြစ်ပါတယ်အီရန်ပေါ်တကပိတ်ဆို့မှုတွေပဲဖြစ်တာကိုတတမ်းမတိုးဖို့ကုလလွန်ကျွေးကောင်စီဆုံးဖြတ်ချက်တိုင်းကုလသမဂ္ဂကအီရန်ပေါ်ပိတ်ဆို့ရည်ရွယ်မှုတွေပြန်စခဲ့ပြီးတဲ့နောက်ဥရောပသမဂ္ဂကပါ ခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်ဥရောပသမဂ္ဂကပြန်ချမှတ်ထားတဲ့ပိတ်ဆို့ရည်ရွယ်မှုတွေပါခီးတော်ကိုပိတ်ပင်မှု ပိုင်ဆိုင်မှုထိချုပ်တာစီးပွားရေးနဲ့ဗန်နာရေးဆိုင်ရာပိတ်ဆို့ရေးမှုတွေပါပါတယ်ကုန်သွယ်ရေးဗန်နိုင်းနဲ့တေးပုဆောင်ရေးကဏ္ဍအများကြီးလည်းလွှမ်းခြုံထားပါတယ်။ထို့သဖြင့် EVC လက်နက်နဲ့ nuclear ဆက်ဆက်ပစ္စည်းတွေတင်ပို့မှုတာပြည့်ချက်ပါပါတယ်။ရေနံသဘောတမှုနဲ့ရေနံဓာတ်ပစ္စည်းတင်သွင်းခြင်းနဲ့တေးပုဆောင်ခြင်းပေါ်ကတ်သက်ချက်၊ Iran ဘဟုဗန်နဲ့တိကကုသရေးဝန်ကြီးပန်နီရဲ့ပိုင်ဆိုင်မှုထိန်းချုပ်တာ၊ Iran ကုန်တင်သရေနဲ့ဥရောပကိုဝင်ရောက်ခွင့်တာမြင့်တာတွေလည်းပါတယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောခြင်းပါတယ်။အခု သင်တို့ထောက်ခံတဲ့သမရာကြီးကြောင့်ပျော်စရာတွေဖြစ်လာသလားဆိုပြီးထွန်းထောက်ခံသူတွေကို Ariana Grande ကမေးခွန်းထုတ်ပါတယ်။ Mega သမားထရန်ကိုထောက်ခံသူတွေအတွက်ရည်ရွယ်တဲ့ Mega Post ကိုအဆိုတော်မှလေး Ariana Grande ကလုံးဝပေါ်တင်ထားတာဖြစ်ပါတယ်။ထရန်အတွက်ရေကောက်ပေါ်မှာမဲပေးခဲ့သူတွေစီတိုင်အဲ့လိမ့်မှုပြီးထရန်သမရာဖြစ်လာလို့ဘာလို့တိုးတက်ပြောင်းလဲကောင်းမွန်လဲဆိုတာမေးခွန်းထုတ်ပါတယ်။ထရန်အတွက်ထောက်ခံမဲ့ပေးသူတွေကိုသူပေးချင်တာရှိကြောင်း ခုဆိုရင်တမဖြစ်တာရပောင်း250လောက်ကြာမြင့်ခဲ့ပြီးဒီတော်ရင်ရွှေပြောင်းချေချသူတွေဟာတားတကွဲမရဘဲဖြစ်အောင်ကြံပရန်ခွဲချခင်ရခြင်းလူဖွဲ့စည်းတွေဖြတ်စည်းခင်ရခြင်းလိန်တိန်ညမှုကွဲပြားသူတွေဘာကိစ္စဖြစ်ဖြစ်ပြစ်တင်ခံနေရပြီးအကြောက်တရားနဲ့နေထိုင်ရခြင်းလူလက်စွာပြောဆိုခွင့်လုံးဝအုတ်တုံပြိုလဲလူနီပါဖြစ်လာခြင်းဒါတွေကထရန့်အတွက်မဲပေးသူတွေရဲ့ဘဝပိုကောင်းလာစေလားလို့မိခဲ့ပါလိမ့်ပြီးတော့ကုံစင်းနှုတ်တက်တာလားကျမရဲ့အာမခံစေရောကြသွားလား လောက်ကနဲ့လူတွေဥပွားအခြေအနေတိုးတက်လာပျော်ခီးတွေထွက်ကြရလားအရင်ကတည်းကပိုပျော်ရွှင်လာကြလားလို့မေးပါတယ်သူတို့ဘာရထိခိုက်နာခြင်းမှုတွေကထရန်ဂရီပေးထားသလိုထရန်ထောက်ခံသူတွေအတွက်အကျိုးရှိစေခဲ့လားဒါမှမဟုတ်ထရန်ထောက်ခံသူတွေအဲ့ဒီလိုဖြစ်လာမယ်ဆိုတဲ့ပြောင်းလဲခြင်းနဲ့ဆက်ဆောင်နေလားလို့ရေးပါတယ်အာရီယာနာဂရန်ဒီဟာတရားမှုရွှေပြောင်းချေချသူတွေကိုပြင်းထန်ဖြိုခွင်းပြီးနေအနေနဲ့ကိစ္စတွေကိုထရန်ဝါရာပေါ်အတီးလေးဆန့်ကျင်ရတည်သမားလေးဖြစ်ပါတယ်အမေရိကန်ရောကောက်ဝဲမနိုင်ခင်ပြီးခဲ့တဲ့နှစ် အော်ရိုပါလာကိုပိုင်းကအာရီယာနာဂရန်ဒီကသူ့ဝင်တဲ့ယူကော့ဘမှာခိုင်းရဲ့ပြိုင်ဘက်ကမလာဟာရိုကိုကျင်းသိပေါက်ထောက်ခံတယ်လို့မဲပေးခဲ့ပူပါလိ။နောက်ထပ်သတင်းမုတ်ပြောချင်ပါလိ။အာဖဂန်နစ္စတန်နိုင်ငံမှာအင်တာနက်နဲ့တယ်လီဖုန်းလိုင်းတွေပြန်ရပြီလို့သိရပါတယ်။အာဖဂန်နစ္စတန်မှာတနင်္လာနေ့ကလေးကနိုင်ငံတော်ကပိတ်ထားတဲ့အင်တာနက်နဲ့တယ်လီဖုန်းဆောင်မှုတွေပြန်ရပြီလို့ဒေသခံတွေကပြောပါတယ်။တာလီဘန်ဆိုရဟာကျင်းပပြပြည်တွေဟန်တာဖို့ရည်ရွယ်ပြီးစက်တင်ဘာလလက်ကလေးကချုပ်ပြီးတဲ့နေ့မှာဖိုက်ဘာအင်တာနက်ချိတ်ဆက်မှုတွေဖြတ်တောက်ပြီး အင်တာနက်အသုံးပြုလို့ပြည်ပမောစတင်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့လာနေမှာတော့နိုင်ငံတော်ကတာဝန်သိပြီးပို့တိုးချက်လိုက်ပုံရပြီးကာဘူးလူစင်မှာလိန်ခီးစင်တွေဖျက်သိမ်းခဲ့ရကနိုင်ငံပန်စနစ်ထိခိုက်ခဲ့ပါတယ်။အင်တာနက်နဲ့တယ်လီဖုန်းလိုင်းတွေပြန်ရတာနဲ့ပတ်သက်ပြီးတာလီဘန်တွေကတော့မှတ်ချက်ပေးခြင်းမရှိပါဘူး။ဒါပေမဲ့အင်တာနက်ပေါ်မှာညဉ့်ဉန်းကြောင်းရတယ်တခြားကြောင်းရတယ်ပတ်သက်ပြီးဆိုးရိမ်မှုတွေရှိနေပါတယ်။အာဖဂန်မှာရှိတဲ့ကုရသမဂအကူရီပေး မရှင်ကလည်းစီးပွားရေးဒုံကျုံရေးကိုချိန်ချောက်မှုတွေကိုကာပြီးဝန်ဆောင်မှုတွေအများပြန်လဲစတင်ဖို့တောင်းဆိုထားပါတယ်။ ဘီရရဲ့ကြာရောက်ချိန်ဒီမှာစုတဲ့စမီဟာရေးကြည့်လိုရတယ်လို့ဆိုပါတယ်။အဲဒါနဲ့တယ်လီဖုန်းလိုင်းဖြတ်တတ်မှုပေါ့လူခွင့်ရေးဖွဲ့တွေကအာဂလန်အုပ်ချုပ်နေတဲ့တာလီဘန်ဖွဲ့ကို အပြင်းထန်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။နောက်တင်းတဲ့ပုံပြောချင်ပါတယ်။ကမ္ဘာပထမဆုံးဒေါ်လာဘီလီယံ900ဒီပိုင်ဆိုင်သူအီလမတ်ကဖြစ်လာပါတယ်။ American Institute လုံခြုံရေးကြီး Elon Musk ဟာဒေါ်လာဘီလီယံ900အတန်ကြီးထိပိုင်ဆိုင်တဲ့ကမ္ဘာပထမဆုံးလူသားဖြစ်ကြောင်း Forbes ကစင်ကရေးသားဖော်ပြပါတယ်။ 4 VC ရေတိုင်းပလန်ထရက်ကာရရှေ့တိုင်းစံတော်ချိန်ညနေ3နာရီခွဲချိန်မှာကမ္ဘာ့ချန်နယ်ပေါ်ကိုအီလွန်မတ်စာဒေါ်လာဘီလီယံ900ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ဒီစမာတော့ကလည်းဒေါ်လာဘီလီယံ400နဲ့ထပ်တန်းမှုရှိတဲ့ပထမဆုံးလူဖြစ်တဲ့အီလွန်မတ်စာအခုဆိုဒုတိယနေရာက Larry Ellison ထက်ကိုဘီလီယံ150လောက်ပြန်နေပါလိမ့်။သူကကမ္ဘာ့ပထမဆုံး trillion ဖြစ်ဖို့အတွက်တဝက်ခီးရောက်နေပါလိမ့်။ Tesla နဲ့ Space A ရဲ့ဤပညာကြီးကလူကိုရဲ့ Ace နဲ့ Nuclear ဤပညာကံမြင်ရလေးလို့ရပိုင်ရှင်ဖြစ်တဲ့ ။ Elon Musk ရဲ့အတင်ပိုင်ဆိုင်မှုဟာဒေါ်လာဘီလီယံ900ရောက်ရှိခဲ့တယ်ဆိုပါတယ်။ National Science Company မှာတော့ Elon Musk ပိုင်ဆိုင်မှုက900.5ဘီလီယံထိတိုးလာခဲ့ပါတယ်။ Elon Musk American ဆိုရရဲ့ဆွဲဆောင်ရေးမြင့်တရေဌာန Agency ကြီးကဲရာတို့ကလည်းနှုတ်ထွက်ပြီးစီးပွားရေးလုပ်ငန်းပေါ်ပုံမအယုံဆိုင်မှုဆုံးဖြတ်တာကြောင့်သူ့ကြော်ဝါမှုတိုးတက်လာခဲ့ပါတယ်။ Elon Musk က4 billion စီးရင်မှာထိဆုံးတော့ဦးဆောင်ပါတယ်။သူနောက်မှာတော့ Oracle ဥက္ကဋ္ဌနဲ့ Alison Matter Corporation ပူးပေါင်းတဲ့ထောင်သူ Elon မဇူကပ Amazon တောင်းသူကြပြီးတော့ Google ပေါ်ရောက်သူ Live Page တို့ကတည်တည်နိုင်နေပါလေ။ဒီဝရနေ့ဒီဒီမှာက5000ဒေါ်လာဘီလီယံလေးရကျော်ပထမဆုံးလူသားဖြစ်တဲ့ EMS ကစံချင်တင်ခဲ့တာဖြစ်ပါလေ။